မမြဲတဲ့ခန္ဓာ၅ပါးကိုမြဲတယ်လို့မမှားတယ်။ဆင်းရဲတဲ့ခန္ဓာကြီးကိုချမ်းသာတယ်လို့မမှားတယ်။အနတ္တနိစအတ္တတိကိုယ်လိုတိုင်းမဖြစ်တဲ့ခန္ဓာကြီးကိုကိုယ်လိုတိုင်းဖြစ်တယ်လို့အမမှားတယ်။အတုဝေသူဝသင်္ကြန်နှုံးမတင့်တယ်တဲ့ခန္ဓာကိုယ်ကြီးကို တင့်တယ်တယ်လို့အမမှားတယ်။ အဲ့ဒီလိုမှားယွင်းနေတဲ့ပုဂ္ဂိုလ်တွေတတော်ရတယ်ဟာမိစ္ဆာဒိဋ္ဌိဟတ္တာတတ္တာခိတ္တစိတ်တာဝိသင်ကြီးနောရှုနှံ့ခြင်းတမျိုးပဲမမှန်ကန်တဲ့အတွေးတွေကိုအကြောင်းပြုပြီးတော့စိတ်ယူပေါင်းနေခြင်းသာဖြစ်တယ်ယန္တာပုဂ္ဂိုလ်တွေအရိယာပုဂ္ဂိုလ်တွေအနေနဲ့ကြည့်လိုက်လို့ရှင်ကုထုဇဉ်တွေဟာ ယူနှမ်းနေတဲ့ပုဂ္ဂိုလ်တွေကုထုဇနောဩမတကောလို့ထားကြပြောတာ။တမန်ပုဂ္ဂိုလ်တွေကတော့ကြည်နေလူတယောက်ဟာအဝတ်ကလည်းဆွဆွပြက်ပြက်အမိုက်ပုံထဲမှာဟိုဟာရဲရှာတာရဲရှာဆိုတဲ့အယူတယောက်ကိုမြင်ရင်ဒီလူကြီးဟာယူနေတာပဲလို့ပြောကြမှာပဲ။နော်။ကိုယ်လည်းအဲ့ဒီပုံစံဖြစ်နေ။အရိယာသူတော်စင်တွေက ကြည့်မယ်ဆိုရင် အမိုက်ပုံကြီးထဲမှာရဲရှာနေတာနဲ့တူနေတယ်။ကာမဂုဏ်အယုန်ဤပေါ်မှာတမက်တမောနဲ့မခွဲနိုင်မခွာနိုင်ဆွဲလန်းနေခြင်းဟာစိတ်ဓာတ်ယူသွနေခြင်းပဲဖြစ်တယ်။ဒါကိုအမအယွင်ကိုကအကောင်းထင်တယ်တကယ်ကအကောင်းမဟုတ် အဲ့ဒီလိုဘဝတစ်ခုရနေအဲ့ဒီလိုရနေဘာဖြစ်လဲဒီယောဂရုပ်တံမရတအာယောဂခေမီနောစနာကိလေသာတွေရဲ့နောက်ဖွဲ့ထားမှုခံရတဲ့ပုဂ္ဂိုလ်တွေဘယ်တော့မှငြိမ်းချမ်းမှုဆိုတာရှိမှာမဟုတ်ဘူးတဲ့ရှင်တွေကပူလောင်မှုတွေနဲ့တတ္တဂိသန္တိတံတာရာစာတိမရဏကာမီနော ဝေဖွာလိုက်တေဆုံးလိုက်ဝေဖွာလိုက်တေဆုံးလိုက်ဆိုရင်တန်တရားထဲမှာခေါင်းကြီးတွေတွေဟာလူဖြစ်လာပြီမကြခင်တေသွားကြဗျာနောက်တခါပြန်မွေးဗျာနောက်တခါတေသွားဗျာနဲ့အဲ့လိုသရဝရီရဲ့ထုံတန်းစင်လာတဲ့တန်တရားကြီးတွေကထွက်ပေါက်မရအောင်တဝဲလည်းနေဖြစ်နေကြတာဖြစ်တယ်